ရီယယ်မက်ဒရစ်အသင်းနဲ့စပိန်လူရင်းစင်အသင်းတို့ရဲ့ကစားသမားဟောင်းတဦးဖြစ်တယ်လို့လက်ရှိရီယယ်မက်ဒရစ်အသင်းနေပြတဲ့အဖြစ်ခန့်အပ်ခံခဲ့ရတဲ့ရှာဗီအလွန်ဆိုကမိမိနေပြတက်တန်းကာလအတွင်းမှာရီယယ်မက်ဒရစ်အသင်းရဲ့ခေတ်သစ်တစ်ခုအစပြုသွားမယ်လို့ကြေငြာခဲ့ပါတယ်။ အသက်23နှစ်အရွယ်ရှိတဲ့ရှာဗီလွန်ဆိုဟာရီယယ်မက်ဒရစ်အသင်းကြီးပြအဖြစ်ပြီးခဲ့တဲ့တနင်္ဂနွေနေ့ကတရားဝင်ခန့်အပ်ခံခဲ့ရတာဖြစ်ပြီးအရင်နီးပြဟောင်းဖြစ်တဲ့အီတလီလူမျိုးဝိုင်းရင်နီးပြကာလိုအန်ဆယ်လော်တီရဲ့နေရာမှာအစားထိုးတောင်းယူတော့မှာဖြစ်ပါတယ်ရီယယ်မက်ဒရစ်အသင်းဟာပြီးခဲ့တဲ့2024-25ရာသီမှာဖလားလက်မဲ့ရာသီတစ်ခုနဲ့ကြုံတွေ့ခဲ့ရပြီးနောက်မှာအန်ဆယ်လော်တီနဲ့တက်တန်းတိုးခြင်းမရှိတော့ဘဲလူငယ်ကျယ်ပွင့်နေပြတအုပ်ဖြစ်တဲ့အလွန်ဆိုနဲ့လက်တွဲခဲ့တာဖြစ်ပါတယ်။ အလွန်ဆိုကကျွန်တော်အသင်းကြီးပြအဖြစ်ဆောင်ရွက်တဲ့ကာလအတွင်းမှာ Real Madrid အသင်းရဲ့ခေတ်သစ်တစ်ခုကိုစတင်နိုင်ဖို့ကြိုးစားသွားမှာဖြစ်ပြီးအသင်းပရိသတ်တွေအနေနဲ့လည်းအရန်စိတ်လှုပ်ရှားနေကြပါလိမ့်မယ်။ဒီအသင်းရဲ့အလွန်ကြီးမားတဲ့တမိုင်းကြောင့်ကိုပုံမကြီးမားလာအောင်ကျွန်တော်အစွမ်းကုန်ကြိုးစားသွားမှာပါ။ဒီနေ့ကကျွန်တော်အတွက် special နေ့တစ်နေ့ဖြစ်ပြီးကျွန်တော်ရဲ့ကိုပိုင်ပြက်ကလေးမှာထူးခြားတဲ့နေ့ရက်တရက်အဖြစ်အမှတ်အသားပြုရမယ့်နေ့တစ်နေ့လည်းဖြစ်ပါတယ်။ဒီနေရာကကျွန်တော်ရဲ့အိမ်လိုခံစားရတဲ့နေရာဖြစ်ပြီး ဒီလိုသမိုင်းကြောင်းကြီးမားတဲ့အသင်းကြီးတသင်းရဲ့နေပြဖြစ်လာတဲ့အတွက်လဲကျွန်တော်အယံပျော်ရွှင်နေပါတယ်လို့ပြောပါရယ်။ရှာဘီလွန်ဆိုဟာရီယယ်မက်ဒရစ်အသင်းမတိုင်မီဂျာမန်ဘွန်ဒလီကာကလပ်အသင်းတသင်းဖြစ်တဲ့လီဗာကူဆင်အသင်းကိုကင်တွယ်ခဲ့ရမှာဘွန်ဒလီကာအမှတ်ပေးချန်ပီယံဖလားရရှိအောင်ဆန်းဆောင်ပေးနိုင်ခဲ့သူဖြစ်ပါတယ်။